မင်းသားတယောက်နဲ့မလိုက်ဖက်အောင်အငင်းသင်တဲ့ကောင်းမြတ်ဆန်ကြောင့်စိတ်နှောင့်ရှက်ဖြစ်ခဲ့ရတဲ့ဆိုမွန်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မြန်မာဆယ်လီအင်ဆိုင်ဒါ page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရယ်ကောင်းမြတ်ဆန်က MRTV4 မင်းသားတယောက်ဖြစ်တယ်လို့ဆိုမွန်ကလည်း MRTV4 ကအစီအစဉ်တင်ဆက်သူပါတယုံနဲ့အလုံးလုံးကြတဲ့သူတွေဖြစ်တယ်လို့ဆက်ဆံရေးလည်းရှိကြပါရယ်အရင်ကတော့မိထုခေါ်ပြောဆက်ဆံရေးတွေနဲ့အဆင်ပြေခဲ့ပေမဲ့ အခုတော့သူတို့ဂျာမားစိတ်ဆိုးစရာအခြေအနေတွေတောင်ရှိလာခဲ့ရပါအကြောင်းရင်းကတော့ခီလာဆိုရဲ့ MRD4 အဆီဇင်တစ်ခုမှာနှစ်ယောက်တူတူပါဝင်ခဲ့ကြတာဖြစ်ပါတယ်ဆိုမုန်နဲ့ခေါင်းမျက်စံတို့ကလည်းပြိုင်ပွဲမှာအတူတူရှင်ပြိုင်ခဲ့ကြတာပါအဲဒီလိုမျိုးရှင်ပြိုင်တဲ့အချိန်မှာပိုတိုင်းမှုအနေငယ်လည်းဖြစ်ခဲ့ပြန်ပါတယ် ဆူမိုကဒီပြိုင်ပွဲကိုရှင်ပြိုင်မယ်လို့ဆုံးဖြတ်လိုက်မဲ့အချိန်မှာနိုင်အောင်တကယ်ကိုပဲကစားမယ်ဆိုပြီးတော့ဒါဆုံးဖြတ်ခဲ့တာပါဒါပေမဲ့တဆက်သေးဆိုသလိုပြိုင်ပွဲရမယ်ရိုးရှင်မယ်အရန်ကိုအပြိုင်ဆိုင်များတယ်ဆိုတာသိလာခဲ့ရပါတယ်အဲ့ဒီချိန်ကမှဆူမိုအတွက်စိတ်ထဲမှာအနောက်ရှက်ဖြစ်ရဆုံးကတော့ကောင်းမျက်စံဖြစ်ပါတယ်ကောင်းမြတ်ဆန်ဆုမုံနဲ့တသိန်းသေးသားမဟုတ်ပဲအသိဉာဏ်ကျွဲနေတာပါတယောက်တည်းအနိုင်ရမယ့်ပွဲဖြစ်တာမို့ဆုမုံကလည်း အကောင်းဆုံးစော့ကျင်ခဲ့ရပါဒါပေမဲ့ပြိုင်ပွဲပြိုင်တဲ့အချိန်မှာကောင်းမြတ်ဆန်ကအရန်ကိုအငင်းတန်နေခဲ့တာကိုတွေ့ရှိခဲ့ရတာပါသူဆောင်းရတဲ့ဂိမ်းက squad game လို့ပဲရှင်ပြန်ရတာဖြစ်ပါတယ်။ဒါပေမဲ့မတူတာကတော့အသက်ကိုမထိပါသလိုအနာတရလည်းမရှိပါဘူး။ ဒါပေမဲ့မြန်မာကစားနည်းတွေနဲ့အာအင်ကုံတဲ့အထီးရှင်ပြန်ရတာကြောင့်ဖြစ်ပါတယ်။ဒီပွဲမှာအုံနောက်နဲ့သုံးရမှာဖြစ်သလိုလုံလာတဲ့အာအင်လည်းလိုအပ်ပါတယ်။ဒီလိုအကျင့်နဲ့ရှင်ပြန်ရတဲ့အချိန်မှာစုမောကတခြားသူကိုမထိခိုက်ပဲတော့ရှင်ပြိုင်ကျင်တာပါ။နိုင်အောင်ကြိုးစားတဲ့နေရာမှာတယောက်တည်းကိုရအောင်ထုတ်မယ်ဆိုတဲ့စိတ်မျိုးမရှိခဲ့ပါဘူး။တခြားသူကိုမယုံတဲ့စိတ်နဲ့မဆော့ခဲ့ပဲညင်ရီသုံးပြီးတော့ဆော့ကျင်ခဲ့တာပါ။ဒါပေမဲ့ကောင်းမြတ်စံကတော့နိုင်ကျင်စိတ်တွေအရန်များပြီးတော့အငင်းတန်ခဲ့ရပါ။ တခုခုဆိုရင်အရင်ကိုအငင်းတန်တဲ့အကျွတ်စုမိုကိုရိုင်းတောင် ထုတ်ချင်စိတ်တွေဖြစ်လာခဲ့ရတာပါပြိုင်ပွဲတခုကိုဆော့ပြီးဆိုတာနဲ့ခေါင်းမျက်စံရန်လဲဖြစ်ရတယ်လို့ညင်းလဲညင်းနေတာဖြစ်ပါတယ်စုံမောပြိုင်ငင်းရတာနဲ့ရန်ဖြစ်ရတာကိုလုံးဝမကြိုက်ပါဘူး။သူမလို့ချင်းဆုံးအရာကပြိုင်ငင်းရတဲ့အလုပ်ဖြစ်ပါတယ်။ဒါပေမဲ့ကောင်းမျက်စံကတော့ပြိုင်လဲငင်းရသလိုရန်ဖြစ်ရတဲ့အပိုင်းတွေလည်းရှိလာခဲ့ရပါ။မင်းသားတစ်ယောက်အနေနဲ့ဆက်ဆံရတော့ကောင်းမျက်စံတယောက်အခုလောက်ထိအငင်းတန်မယ်ဆိုတာစုံမောကမထင်ထားခဲ့ဘူး။ ဒါပေမဲ့တကယ်တမ်းပြန်ရတဲ့အချိန်မှာတော့ကောင်းမျက်စံကလည်းမင်းသားဆိုတဲ့ဂုံပုတ်ကိုတောင်လုံးဝမကြည့်တော့ပါဘူးသူစိတ်ထဲမှာနိုင်ကျင်တဲ့စိတ်တစ်ခုတည်းသာဖြစ်လာခဲ့တာပါဒါကြောင့်မို့လဲကောင်းမျက်စံကိုစုမုံအားထုတ်ချင်တဲ့အထီးဖြစ်လာခဲ့တာပါသူ့ကိုမချစ်လို့မုံလို့မဟုတ်ပဲပြန်ငင်းရတာကိုစိတ်ကုံလို့ပြန်ပွဲရနေတောင်ထုတ်ချင်တဲ့အထီးဖြစ်လာခဲ့ပါတယ်ကောင်းမြတ်ဆန်တရားကိုပြန်ပွဲရနေမှာပါတော့ရင်ကောင်းမှာပဲလို့တောင်တွေးမိလာခဲ့တာပါတကယ်လို့တော့ထုတ်ခွင့်ရမယ်ဆိုရင်စုမုံကကောင်းမြတ်ဆန်ကိုထုတ်ပြလိုက်မှလို့စိတ်ထဲမှာတွေးထားခဲ့တာပါကောင်းမြတ်ဆန်ရဲ့အငင်းတန်မှုတွေကို အစီအစဉ်မှာမြင်တွေ့ရမှာဆိုပြီးတော့လဲစုမုံကပြပြခဲ့ပါတယ်။အစီအစဉ်ပြတဲ့အချိန်မှာတော့တချို့တဝက်ကိုသာပြခဲ့တာမို့ဒိမ့်မကြပေမဲ့တကယ်တမ်းစော့တဲ့အချိန်မှာဆိုရင်တော့အရန်ကိုအငင်းတန်လို့ကြာခဲ့တယ်လို့ဆိုပါတယ်။ကောင်းမြတ်ဆန်ညင်းနေတာကြောင့်ရှေ့ကိုမရောက်တဲ့အခြေအနေတွေမျိုးလည်းရှိခဲ့ရဆိုပြီးတော့ဖွင့်ဟလာတာပါ။ကောင်းမြတ်ဆန်ကိုထုတ်ချက်တယ်လို့လည်းဖွင့်ဟလာတဲ့စုမုံကိုတချို့ကလည်းဝေဖန်နေကြတာပါ။ သူတို့မင်းသားလေးကစိတ်ထဲမကောင်းတာကြောင့်မဟုတ်ပဲပြန်ပွဲမို့သာနိုင်လို့စိတ်ပြင်းထန်တာပါလို့ဖာထေးပြီးတော့ပြောနေကြတာဖြစ်ပါတယ်။ဒီခီလာဆိုတဲ့စကန်စားပွဲမှာကောင်းမြတ်ဆန်ထုတ်တဲ့ကစားသမားတယောက်ဖြစ်နေရလို့ပရိသတ်ကြီးရောထင်လား။ comment လေးထဲမှာပြောပြပေးပါအောင်။ဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။